မောင်ပြောဒီပင်ပင်းရင်တော့ဖះငုတ်လူနာကအပင်တွေကိုအပ်ပေးစမ်းအောင်ကွာအဘရွှေကပြောလိုက်တာကြောင့်ကိုမောင်ပြောကောင်းကျင်ပြလိုက်ပါတယ်တမ်းမှာတောင်းထားတဲ့ရင်ထောင်လို့ခေါ်တဲ့လေကောင်းပေါ်ကဆင်းလာလိုက်ပြီးခါမှချိန်ထားတဲ့တန်းရည်မြို့ဦးတွေကိုဖြုတ်ကာအဘရွှေဆိုင်မှာရှိတဲ့တန်းရည်တွေဆုပ်ထားတဲ့တန်ပုံးကြီးတွေကိုထည့်လိုက်ပါတယ်အဘရွှေငါးခါတောင်ရပြီလားဗျအေးရပြီမောင်ပြောမင်းတော့ချင်ပြန်တော့ကွာတအုပ်ဆွဲသွားဒါနဲ့ အခုတော့မင်းတောက်လို့မဖြစ်ဘူးနော်စိုက်ချပါဗျာကျုပ်ကထမ်းတက်ရင်ထမ်းရင်မတောက်တတ်ပါဘူးဗျဖះငုတို့ဘက်ကထမ်းတော့ကထမ်းရင်မကြဘူးမို့လားအဖရွှေကကုန်းဝပြီးတော့ခေါင်းငိမ့်ပြတယ်အေးကွာထမ်းရင်မကြပြီမဲ့အပင်လေးတော့နည်းနည်းပြင်းနေတယ်ဒီဘက်ကထမ်းမင်းတွေကထမ်းဖို့တွေကဒီနှစ်ကတဘိုးတွေတော့ထပ်မယ်ထင်တာပဲဒါဆိုဗျာအဖရွှေထမ်းတက်ကအပြင်ထမ်းပြင်ကားလေးတော့နည်းနည်းပို့ပေးရမယ်နော်နောက်ပြီးတော့ဖះငုတို့ဘက်ကလည်းတိတဲ့တိုင်းပဲမဟုတ်လား ေးကွာမင်းကငါ3000ပေးပါမယ်ဟုတ်ပြီလား2000ခုနှစ်ကကဖြစ်တာကြောင့်3000ဆိုတဲ့ငွေဟာနေတဲ့ငွေပမာဏတော့မဟုတ်ဘူးကိုမောင်ပြုံးတယောက်ငွေလုံနေတာမို့လို့ကောင်းချင်တယ်အဲ့နောက်ကိုမောင်ပြုံးခဏနားယူပြီးထန်းခုတ်ဖို့အတွက်ထန်းထက်ထားကိုခါကြထုတ်လို့ PC PC ရတဲ့ယူဆောင်ကဖះငုတ်တို့ဘက်ကိုထွက်လာခဲ့ပါတယ်အဘရွှေဟာသူ့ရွာမှာထန်းတော်အများဆုံးပိုင်တဲ့အဖိုးကြီးဖြစ်တယ်သူ့ထန်းတော်ဟာတဏျာတည်းမဟုတ်ဘဲနဲ့ ုံးလေးနေရာအထိပိုင်ဆိုင်ပါတယ်။ဖရာငုတ်တူဆိုတဲ့နေရာမှာဘဲခစ်ခရေကတိထားမှမသိတဲ့ဖရာအပြိုပြက်တွေရှိတယ်။ဒီနေ့မှာထမ်းပင်30ခန်းပေါရောက်နေပြီးတော့အရန်ကိုအချောက်တန့်ကျင်းတဲ့နေရာဖြစ်တဲ့အတွက်ရွာကလူတွေခြေဥတော်မှာမလဲရဘူး။ဖရာငုတ်တူထမ်းတော့ကိုလွန်ရင်တော့တောင်ချီကိုရောက်နိုင်ပြီးတဘောအတိုင်းပေါက်နေတဲ့တော်တန်တစ်ခုလည်းရှိတယ်။နေကင်းကြောင်တော်တော်မှချောက်လန့်မှုမျိုးစုံကိုကြုံတွေ့နေရတဲ့နေရာလည်းဖြစ်ပါတယ်။ဒါပေမဲ့မောင်ပြုံးကတော့ထမ်းတက်သမား အတန်းပညာလည်းနှစ်တန်းလောက်တာတက်ဘူးတယ်မြန်မာစာကိုစလုံးပေါင်းလို့မဖတ်တတ်ဘူးရုပ်စွာဆုံးသူ့ရဲ့နာမည်ကိုတော့မှမရေးတတ်ဘူးသူ့ရဲ့မိဘတွေကလည်းထန်းတက်သမားမျိုးရိုးဖြစ်တာမို့လို့သူလည်းမိဘလန်ကုန်လည်းရင်အလုပ်ကိုဆက်ပြီးတော့ထန်းတက်သမားတယောက်ချစ်ခဲ့ရတယ်ထန်းတက်သမားတယောက်ဖြစ်ဖို့ကလည်းတတ်တိကောင်းဖို့ဆွေးရှိဖို့နဲ့အပင်မန်းခံနိုင်ဖို့ကလည်းလိုအပ်တယ်လွယ်လွယ်နဲ့တော့မဖြစ်ဘူးမိုးတိလောက်အောင်မြင်ပါတယ်ထိုင်းမင်းကြီးကို တနေ့ကိုအပင်30 40လောက်တက်နိုင်မှာဖြစ်တာထန်းတက်သမားလို့ဟာခက်ခဲပင်မနှုတ်လို့ထင်တယ်သူတို့ရွာမှာထန်းတက်သမားတိတ်မရှိဘူးအများအားဖြင့်တော့တောင်သူလဲလို့ကြတယ်လူငယ်လက်သက်တွေကတော့ခင်မိတဲ့မျိုးကြီးတွေပေါ်တက်ပြီးတော့အလုပ်ထွက်လုပ်ကြတယ်ထန်းတက်သမားမရှိတော့ထန်းလုပ်ငန်းကလည်းတိမ်ခေါ်လာတယ်ထန်းလက်စည်တွေကြာဆင်းသွားကြတဲ့ကထန်းချက်ဖို့အတွက်ထန်းတက်တွေအကုန်လုံးနားကုန်နေအခုလည်းသူတို့ရွာမှာအဘရှိရထန်းတော့နဲ့ ထမ်းတဲ့တခုသာကြံခဲ့ပါတယ်။အပရှိထမ်းတော့ကလည်းထမ်းတဲ့သမားတွေကများများဆဆတော့မရှိဘူး။ကိုမောင်ပြုံးနဲ့ပေါင်းမှလူ၃ယောက်ပဲရှိတယ်။ဒါပေမဲ့ကြံတဲ့ထမ်းတဲ့သမားတွေကို ကိုမောင်ပြုံးလိုကျွမ်းကျင်သူမဟုတ်ဘူးဆိုတာသိတယ်။ထမ်းတဲ့ရင်လည်းထမ်းရည်အရက်တောက်ကြပြီးမှထမ်းသိမ့်မတက်နိုင်ကြဘူး။ထမ်းရည်အကြောင်းတွေးမိတာကြောင့်ဖခင်ပြည်သူကိုတတိယသွားတယ်။ဖခင်ပြည်သူဟာထမ်းတဲ့သမားတယောက်ဖြစ်ပြီးတော့ထမ်းရည်အရန်ကိုကြိုက်တယ်။ထမ်းရည်ဟာပင်ကြရည်မရှိဘူး။မြို့မှာနေကြိုင်တဲ့ ထမ်းလုပ်ငန်းနဲ့စိမ့်သူတွေကတော့ပင်ကြရည်လို့ထင်ကြတယ်အမှန်ကထမ်းမင်းဘော်ကထမ်းရည်ကံပြီးကြားလာတဲ့ထမ်းရည်ကထမ်းရည်ချိုဖြစ်တယ်ထမ်းရည်ချိုကနေထမ်းရည်ခါဖြစ်လာစေဖို့အတွက်အချင်းဖောက်ရတယ်ကောင်းချင်းကိုလှော်ပြီးတော့ထောင်းထားတဲ့ကစော်ဘတ်နဲ့ထမ်းရည်ချိုကိုအချင်းဖောက်ရတယ်အဲ့လိုအချင်းဖောက်ပြီးတရက်ကန်ကြာတော့မှပဲအချင်းပေါက်လာတယ်အချင်းမပေါက်တော့ပေါက်ဖြစ်နေပြီးထမ်းရည်အလဲကရေမြုပ်ပလုံစီလေးတွေစုပ်ပွက်လာတာတဲ့ထမ်းရည်ကိုတော့ပစုံစိတ်ခုံလို့ခေါ်တယ်လုံးဝမခါသေးပဲနဲ့ အချို့ရတာရှိတယ်။ချို့လဲမှုတယ်။ချို့ပြင်းလေး။လုံးဝအချင်းပေါက်သွားပြီးအနေထိုင်သွားတဲ့အခါကျမှပါလား။မိုးပြရအောင်အပြလက်လက်လေးဖြစ်သွားတယ်။အဲ့ဒီထိုင်ရေကိုငှက်ခါတောင်လို့ခေါ်တယ်။အရန်ခါပြီးတော့အရန်ကိုလည်းပြင်းထန်တယ်။ထိုင်ရေအမြဲတမ်းတောက်တဲ့ထိုင်ရေကြိုးတွေဟာအဲ့ဒီငှက်ခါတောင်ကိုသာနှင်းနှင်းချိုက်ချိုက်တောက်ကြပါလေ။သူတို့ဒေသမှာယောက်ျားလေးတွေကပစုံစိတ်ခုံလို့မတောက်ကြဘူး။ငှက်ခါတောင်ကိုသာဆွဲဆွဲမြဲမြဲတောက်ကြပါလေ။ ။မောင်မျိုးရဲ့ဖခင်ဖြစ်သူဟာအရန်ကိုထမ်းရိုက်ကြိုက်ပြီးတော့ငှက်ခါတောင်ကိုတခါတောက်ရင်တအုံနှုတ်ကုံတစ်ထိတောက်နိုင်တယ်။ငှက်ခါတောင်ဟာအမိုးမခနိုင်သူတွေဆိုရင်တော့တဘူးနှဘူးသာထန်ကုံတောက်နိုင်တာ။ကိုမောင်မျိုးရဲ့ဖခင်ကတာသိမိတွေကိုတသက်လုံးထမ်းတက်ပြီးတော့လှုပ်ကြွေးခဲ့တယ်။အဖေကထမ်းတဲ့အခါမှာခါမပလင်းလေးတစ်လုံးကိုထိတ်သွားပြီးတော့ငှက်ခါတောင်တွေကိုထိတ်သွားလိမ့်ရှိတယ်။ထမ်းတက်လိုက်။ရင်ငှက်ရင်ပလင်းလေးမော့ပြီးတောက်လိုက်နဲ့သူ့ဟာနဲ့သူအေးအေးဆေးဆေးလှုပ်တယ်။အဖေကို အတန်းထုတ်တော်ကအခုဖះငုတ်တူကုန်ဖြစ်တယ်။အဖေကထမ်းရင်တောင်းရင်လည်းဖះငုတ်တူမှာရှိတဲ့ထမ်းမင်းတွေကိုရှင်းလင်းရတယ်။ဒါကိုထမ်းပြင်တယ်လို့ခေါ်တယ်။ဒီလိုရှင်းလင်းရင်လည်းထမ်းမင်းမော်ကပြောကြကအဲ့ဒီထမ်းမင်းအောင်မှာပဲပေါ်ချင်းပြီးတည်ဆောင်သွားခဲ့ရတယ်။ညနေထမ်းတော်ကိုလိုက်သွားပြီးတော့သွားကြည့်တဲ့အခါမှာတည်ဆောင်နေတဲ့အဖေလောင်းကိုတွေ့ရတယ်။ကိုမောင်ပြုံးလမ်းလျှောက်လာရင်လည်းနောက်ဆုံးဖះငုတ်တူကိုရောက်လာတယ်။ညနေ3နာရီခန့်အောင်ရှိပြီ။ ညာတွေကနေပူရှိအရန်ကိုပြင်းနေဖျားအပြုပြက်တွေကတော့အုပ်ပုံကြီးလိုရှိနေပြီးချုံမင်းတွေတွေ့ကပ်ပြီးပေါရောက်နေတယ်ကိုမောင်ပြုံးကထန်းတဲ့ပင်ကိုတရိပ်ထားပြီးတော့ကုတ်ဖတ်တက်တယ်ထိုင်းရင်မကြတဲ့ထမ်းမင်းတွေမှာထန်းတက်သမားတွေအတွက်ဘွားလေကကြိုက်ထားလိမ့်မရှိဘူးဒါကြောင့်အားယူပြီးတော့စွတ်တရတယ်အရန်လည်းခက်ခဲတယ်ထမ်းမင်းမော်ကိုရောက်တဲ့အခါထမ်းဖလက်၆တွေထမ်းလန်း၆တွေနဲ့ရင်းနေတဲ့ထမ်းရောက်တွေကိုဓာတ်နဲ့ကောက်ချရတယ်သုံးမင်းလောက်တက်ပြီးတဲ့အခါမှာ ကိုမောင်ပြုံးရန်ကိုမောနေပြီအပင်အောက်မှာနားပြီးတော့အဘရွှေစီကယူလာတဲ့ရေပလင်းကိုဖွင့်တော့ပြီးတော့အမောဖြစ်တယ်ဒီချိန်မှာသူ့နားမှာတောက်ခေါက်တန်တစ်ခုကိုကြားထားကြောင်းကိုမောင်ပြုံးလန့်သွားတယ်ပဝန်းကျင်ကိုလိုက်ကြည့်တဲ့အခါဘယ်သူမှမရှိဘူးကိုမောင်ပြုံးရေတကြိုက်ကိုငုံတောက်တဲ့အခါဒုတိယမြောက်တောက်ခေါက်တန်ကိုထပ်ပြီးတော့ကြားပြန်တယ်ဟေးဘယ်သူငါ့ကိုလာစနေရလဲကွာသူပြောလိုက်တဲ့ချိန်မှာတော့သူ့ရဲ့ဘေးဝဲရနေရအကုန်လုံးစီကနေတတောက်တောက်နဲ့ တောက်ခေါက်တန်တွေကိုကြရတယ်။တခြားသူဆိုထပ်ပြေးမှဖြစ်ပေမဲ့ကိုမောင်ပြုံးကတော့အကြောက်လန့်မရှိဘူး။သူဟာဒီထန်းတော့ကိုမတက်လို့မဖြစ်ဘူး။သူငွေလိုနေတယ်။ထောက်လန့်မှုတွေကိုစိတ်မဝင်စားတော့ပဲနဲ့သူ့ရဲ့အဘူတွေကိုပြန်ပြီးတော့စဉ်းစားလိုက်မိပါတယ်။အဖေ၊ตาရှင်ပြုတ်ကျင်တယ်။ตาကြီးဖြစ်သူဟာသူ့အနားကိုလာပြီးတော့ပြောဆိုတယ်။ตาငယ်ဖြစ်သူကလည်းသူ့ပေါမောကိုလာပြေးထားပြီးတော့အကိုကြီးရှင်ပြုတ်ရင်ตาလည်းရှင်ပြုတ်ကျင်တဲ့ဖေးကြီး။ตาငယ်လေးရဲ့ခေါင်းကိုပုတ်ပေးနေတဲ့ ကိုမောင်ပြုံးစိတ်ထဲမှာစိတ်မကောင်းဖြစ်မိတယ်။မကြခင်မှာတဲအနောက်ကနေသိရမိမမဝိုင်းထွက်လာတယ်။မဝိုင်းမင်းသားတွေပြောတာမင်းကြားရလား။မဝိုင်းတယောက်မျက်နှာမဲ့ပြီးတော့ကြားပါတော့ရှင်သားတွေကကြုတ်ကုန်နေတိုင်းရှင်ပြူကျင်တယ်ပဲပြောနေတာ။သုံးရက်ဆက်တိုက်ဖြစ်နေပြီ။ဟုတ်တယ်ဖေကြီး။ဖိုးသားတို့ရှင်ပြူတုံးကဆိုမင်းနဲ့ကြီးကိုစီးတာတိတ်မိုက်တာပဲဖေကြီး။သားကိုရှင်ပြူပေးရင်လေမင်းကြီးကိုစီးမှာတော့ဖေ။အေးပါသားတို့ရဲ့ အဖေကြီးသားတို့ကိုရှင်ပြုတ်ပွင့်နိုင်အောင်လို့ကြိုးစားပါမယ်။မဝိုင်းကသူ့အနိုင်မှာထိုင်ပြီးတော့မလတ်စာပြည့်ထမင်းချက်နဲ့ဘဲချင်းညော်စီစံကိုချပေးတယ်။ကဲအဲ့ဒါကိုပဲကြည့်တော့ကိုပြောကျုပ်သားလေးတွေကရှင်သိပ်ပြုတ်နေတာအေးပေါ့လေသူတို့အသက်ရွယ်ရဆိုရင်လည်းရှင်ပြုတ်တဲ့နေပြီမဟုတ်လားတားနှစ်အောင်နဲ့အကြီးကောင်က12နှစ်ရှိပြီငယ်ကောင်လေးကတော့အသက်10နှစ်ကျော်ရွာတွေကကလေးတွေရှင်ပြုတ်တာမြင်တော့သူတို့လည်းရှင်ပြုတ်နေကြမုံရတယ် ိုင်မဲ့ကုံမောင်ပြုံးရဲ့တန်းတက်လောက်ခနဲ့တော့အဆင်ပြေမှာမဟုတ်ဘူးပြီးတော့စားဖို့တောက်ဖို့နဲ့တားနှစ်ယောက်ကြောင်းသွားဖို့တက်တော့မှမနှဲကိုရုံးခံပြီးတော့ရှာဖွေနေရတယ်သူတို့တဲကလေးခေါင်မိုးတွေပေါက်နေတာကိုတော့ပြန်ပြီးတော့မပြေနိုင်သေးဘူးဒီနေ့မိုးကြရင်တော့ကျောက်တို့ရဲ့တဲကမိုးမလုံတော့ဘူးအေးပါကွာငါအဘရွှေကိုပြောပြီးတော့ထမ်းရက်တွေယူခဲ့မယ်အားရနေကြတော့ ထမ်းလက်ပြစ်ပြီးတော့ခေါင်းမိုးမိုးတာပေါ့ကွာကိုမောင်ပြုတ်အမောဖြစ်ပြီးတော့မနေ့ကဖြစ်ပြက်တွေကိုပြန်တွေးမိတယ်အခုတော့ထမ်းလက်ရင်းရင်ကြီးတွေမိဘကိုကြာနေပြီထမ်းမင်ကကိုမောင်ပြုတ်တို့အတွက်တော့ဆွဲစုံအသုံးကျတဲ့ပင်လည်းဖြစ်တယ်ထမ်းရွက်ထမ်းလက်တွေကိုတဲမို့အိမ်မို့အင်ကာကြတယ်ထမ်းချောက်ကိုတင်ပြီးတော့ခြာတွေတောင်ရက်လုတ်ကြတယ်ထမ်းသေးခွက်အချောက်ကိုထမ်းမို့လုပ်တယ်အဲ့ဒီပြင်ထမ်းတို့ချောက်ကိုမီးရှို့ပြချပြီးတော့ခလေးတွေအနာစင်းနေပေါ့ရင်လိမ့်ပြီးတော့ကုတနိုင်တယ် အမောပြေးသွားတဲ့ခါမှာတော့ကိုမောင်ပြုံးထန်တက်ဖို့အတွက်အပင်ကိုရွေးတယ်အဲ့ဒီခါမှာညနေနေရအောင်မှာဖះငုတ်တော်နေဖမ်းမင်လေးတပင်ဘက်ကဝင်းငင်းနဲ့လက်ကနေအယောင်ကိုတွေ့လိုက်ရတယ်ငါ့ကိုတရေများခြောက်တာလားကိုမောင်ပြုံးထမ်းမင်ကိုတေးချပတ်ကြည့်တယ်အနောက်ဘက်မှာရှိတဲ့ထန်တက်တွေကမှာအနေရောင်လေးကဝင်းလန့်နေတယ်ကိုမောင်ပြုံးတယောက်ထိုးဆန်းသွားတာမို့လို့အဲ့ထမ်းမင်ကိုတက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဘာမှမရှိရင်ထမ်းရဲ့ရင်းရင်ကြီးတွေ အိမ်မိုးရမယ်အရှုံးလည်းမရှိဘူးဒီလိုတွေးပြီးတော့ထမ်းမင်းကြီးဘော်ကိုတက်လာခဲ့ပါတယ်ထမ်းမင်းထိန်သာရောက်မှာတော့တလက်လက်ဖြစ်နေတဲ့အရာကိုရှားကြည့်ရရှားမတွေ့ဘူးဒါကြောင့်စိတ်သက်သာပြီးတော့ထမ်းလက်တွေကိုခုတ်ချတယ်ခုတ်ချနေနေနဲ့ထမ်းလက်နှစ်ခုကြားမှာငှက်တိုက်တစ်ခုကို တွေ့ရတယ်အရင်ငှက်တိုက်မှာငှက်အုပ်တစ်လုံးရှိပြီးတော့မိုးပြရောင်ငှက်အုပ်လေးဖြစ်ပြီးသူ့အနီးမှာငှက်အုပ်ခုံတစ်လုံးကိုလည်းတွေ့ရတယ်ဘာတိုက်မှာလဲအပြာရောင်ဥနဲ့အတိုက်ဆိုတော့ ကြီးတိုက်တဲ့နေကိုမောင်ပြုံးဟာအတိုက်ကလေးကိုရှင်းချမယ်လို့တွေးပေမဲ့ကြီးဦးကလေးကိုစိတ်ဝင်စားသွားပြီးတော့လမ်းယုံကြည့်တယ်။မိုးပြာရောင်လေးမှာ အမဲပြောက်လေးတွေပါနေတဲ့ဥသူတို့ရဲ့မှာတော့မြုပ်တွေလိုမြုပ်ကြီးကမ်းမှရှိပဲနဲ့အကောင်ထွားထွားအမွှေးရှောင်ရှောင်အယောင်မမိန်နဲ့တော်ကြီးကနာကျက်စားတယ်။တော်ကြီးကနေကအုပ်ဖွဲ့လို့မနေပဲနဲ့အဖိုးမနှကောင်ပဲနေတတ်တယ်။မြန်မာတဲ့ထမ်းမင်းတွေပေါ်မှာအခုလိုအတိုက်ကိုလာပြီးတော့စားလို့တတ်တယ်။ ကြည်ဥကလေးကိုမြင်တဲ့အခါမှာတော့တဏျာမှာဥကုန်လေးတွေကွဲနေပြီးအတွင်းကအနေရောင်လက်နေရာကိုမြင်တွေ့ရတယ်။ဗဒိုင်များလိုမျိုးထွင်းပေါက်ကြည်ရာမဟုတ်ပဲနဲ့ကြောက်စလက်ခဲလို့အနောက်လေးဒါပေမဲ့ရဲရဲနေနေတယ်။ဘာများပါလဲ။နေရောင်ထိုးလို့အရောင်လက်နေတာဒီဟာလေးကလက်တာဖြစ်မယ်။ကိုမောင်ပြောဥကလေးကိုတေချာပို့ကြည့်ရအောင်။ဥကုန်လေးဟာကြည်ကွဲထွက်သွားပြီးတော့သူ့လက်ထဲမှာဈေးကန်းလောက်ရှိမဲ့ဥအနီလေးသာကျန်ခဲ့တယ်။ကိုမောင်ပြောအဲ့ဒီဥလေးကိုတေချာကြည့်ပြီးတော့ သူငငယ်ကကြားခဲ့မှုတဲ့အဖြစ်အပျက်ကိုသတိရသွားတယ်။ကျောက်ပရောင်းကစတိုးဆိုင်ပိုင်ရှင်အရင်တုန်းကဆင်းရဲတယ်လို့အခုတော့ချမ်းသာလာတာတရက်မှဇေယျပတစ်ခုကိုရှင်းနေငှက်တိုက်တွေ့တယ်ဆိုပဲအဲ့ဒီငှက်တိုက်ထဲမှာဘူးအမျိုးတွေတစ်ခုတွေ့တယ်တဲ့အဲ့ဒါရပြီးနောက်ပိုင်းအခုတော့ချမ်းသာသွားတာပဲအမျိုးတွေတွေဆိုတာထူးစားတဲ့စွမ်းရည်ရှိတဲ့ပစ္စည်းတွေများသောအားဖြင့်တော့ကာယတိတ်တိလာဘတိတ်တိရှိတယ်တဲ့လူပြိုအရွယ်လောက်တုန်းက လူကြီးသူမတွေပြောတာကိုကြားဥတာကြောင့်အခုဦးလေးဟာအမျိုးတွေလေးတွေဖြစ်လို့စိတ်ထဲမှာတွေးမိတယ်။ဒါကြောင့်ထမင်းမော်ကအမြန်ဆင်းပြီးတော့အဘရွှေထန်းတော်စီကို အပြေးပြန်ခဲ့ပါတယ်။အဘရွှေအဘရွှေအိမ်မောင်ပြောအမောတကောနဲ့ပါလားမင်းဘာဖြစ်တာလဲကျုပ်ကျုပ်တည်းရဲ့၆ခံရတော့ဗျကိုမောင်ပြောကအဘရွှေကိုအမျိုးတွေရတဲ့ကြောင်းမပြောဘူးဆိုပြီးဆုံးဖြတ်တယ်။သူကြားဘူးတာကဒီအမျိုးတွေတွေကိုဈေးကောင်းပေးဝယ်တယ်လို့ကြားဘူးတယ်။သူပြောလိုက်ရင် ်အဘရွှေသူစီကနေဈေးကောင်းပွေးရသွားမှာကိုလည်းဆိုရင်လေအဘရွှေချန်လာတဲ့ငှက်ကားတော်တစ်ခုကိုကောက်မော်တယ်သူတို့ထန်တော့မှလူရှင်းနေတယ်ကိုမောင်ပြုံးကအဘရွှေနာကိုတိုးကတ်သွားတယ်ဒါနဲ့အဘရွှေငှက်အမြူတေတို့ဘာလို့ကောအဘရွှေကြားဘူးလားအဘရွှေကသူ့သွားမှကန့်နေတဲ့ကွန်ပတ်တွေကိုသွားကြထိုးတယ်နဲ့ထိုးတယ်ကြားဘူးတယ်ကွာအမြူတေတွေကတိတ်ဆွမ်းနေဆိုပဲဟုတ်လားဗျဘလို့ဆွမ်းတာလား ။များသောအားဖြင့်တော့ကွာမိကွန်းနဲ့ဘေးရန်ကင်းနဲ့စီးပွားတက်တဲ့ငါလဲကိုယ်တိုင်မကြုံဘူးတော့မသိဘူးကွာ။ဘာလဲမောင်ပြော။မင်းကအမျိုးတီကိုတွေ့နေလို့လား။တွေ့ရင်ငါ့ကိုရောင်းစမ်းမှာကွာ။မတွေ့ပါဘူးဗျ။ကျုပ်ပြန်တော့မယ်။အဘရွှေကသူ့ကိုထန်တက်ခါသာရှင်းပြလိုက်တယ်။ကိုမောင်ပြောလဲအိမ်ကိုပြန်ဖို့သာစိတ်လုံးနေတာမို့လို့ငှက်ခါတောင်ထိုင်းရေကိုတောင်ယူဖို့အတွက်မိသွားခဲ့တယ်။မိမမဝိုင်းနာပါအောင်ကွာ။ဘာဖြစ်လို့လဲတော့ ကျုပ်ဒီမှာထမင်းချက်နေတာလာဆိုးလာစမ်းမှာကွာမဝိုင်းကထမင်းအိုးမှုနေတဲ့ရောင်းမကြီးကိုကင်ပြီးတော့အိမ်ရှိကိုထွက်လာတယ်ဒါနဲ့မင်းသားတွေရောရွာထဲမှာသွားဆောက်နေတာကျုပ်ကိုဘာလို့ခေါ်တာလဲကိုမောင်ပြုံးကသူ့ရဲ့အင်ကြီးအိတ်ကတ်တွေကကြီးအမြုတွေနေနေရဲလေးကိုထုတ်ပြတယ်မဝိုင်းကထူးဆန်းတဲ့ပုံစံနဲ့ကိုမောင်ပြုံးကိုကြည့်တယ်အဲ့ဒီကျောက်စလက်ကအနီလေးကဘာလို့ဖို့လဲဟာကျောက်စလက်ကမဟုတ်ဘူးကွာဒါအမြုတွေ ကြီးအမျိုးတေးกว่าမဝိုင်းတဲ့အောင်မျက်လုံးပြူးသွားတယ်။အမျိုးတေးဆိုရင်ဈေးကောင်းရတယ်တော့ခုတနေ့ကမောင်လုံးတောလိုက်သွားရင်လည်းဂျိုးအမျိုးတေးရတယ်ဆိုလားရလို့ရောင်းလိုက်တာတင်းချီရတယ်တဲ့အေးกว่าဒါလည်းငါတို့နဲ့ထိုက်လို့ရတာနေမှာဘာပဲဖြစ်ဖြစ်တော့ကျွတ်တို့အဲ့ဒါလေးကိုရောင်းလိုက်ရင်တသိန်းလောက်ရရင်တော့မှနေသလားမဝိုင်းကရောင်းချခြင်းပဲမဲ့ကိုမောင်ပြုံးကမရောင်းခြင်းဘူးမရောင်းနိုင်ဘူးกว่าဒီပစ္စည်းလေးကလူတိုင်းရတာမဟုတ်ဘူးငါနဲ့ထိုက်လို့ရတာ ရှင်အတွေးမခေါင်တဲ့ကိုမောင်ပြောဒီဟာကြီးကင်ထားပြီးတော့ဘာမှဖြစ်လာမှာမဟုတ်ဘူးကျုပ်တို့ရောင်းပြီးတော့ငွေလေးရလာရင်အင်္ဂလိပ်ပြန်ဆောင်မယ်ရှင်သားတွေကိုလည်းရှင်ပြုတ်ပေးလို့ရပြီလေအလှူပေးလို့ရပြီရှင်ပြုတ်လို့ရပြီဟုတ်လားကြီးမြူတလီကိုကင်ပြီးတော့ကိုမောင်ပြုံးပြေးဝေးသွားတယ်ကျုံနောင်းနေကြရင်ညောင်ဘက်ကိုသွားပြီးတော့ရောင်းလို့ရမယ့်နေရာကိုစုံစမ်းကြည့်မယ်ရောင်းလိုက်စမ်းပါတော့ဒီအရာကိုကျုပ်တို့လည်းအတုံးချတတ်တာမှမဟုတ်တာ ော်စမ်းမိပါ යි ငါမရောက်နိုင်ဘူးကွရှင်ကလေးလေပြောလေဆိုလေပါလားရှင်သားတွေကိုရှင်မပြုတ်ပေးခြင်းမူလားဒီမိကုံးဟာကိုမောင်ပြုံးအတွက်ပို့ပြီးတော့ဒီဟာဖြစ်စေပါတယ်နေစမ်းမအောင်ကွာငါအရင်ဆုံးစမ်းကြည့်အောင်မေကိုမောင်ပြုံးကဂုံးစားလေးကိုယူသမင်းစားပကံလေးမှာခင်းနေအဲ့နောက်ပကံလေးမှာအဲ့ဒီအမျိုးတေးလေးကိုထဲကမိစားတစ်ခုနဲ့ဂုံးစားလေးကို တို့ကြည့်တယ်အရန်ကိုမိလောင်လို့တဲ့ကုန်းနေဟာ လုံးဝမီးလောင်လာကိုမတွေ့ရဘူး။လေမြန်းတယောက်လုံးဒါကိုမျက်ဝါးထင်နေတွေ့ရတယ်။ဟဲတော့ပါပြီတော့ကျုပ်ထမင်းအိုးမဝိုင်းကထမင်းအိုးချက်ဖို့အတွက်အနောက်ကိုပြန်ပြေးဝင်သွားတယ်။ညဘက်ရောက်တဲ့အခါသူတို့လင်မြာရံပွဲဖြစ်ပေါ်လာတယ်။ကလေးငယ်တယောက်ဟာအိမ်မောချနေပြီဖြစ်ပေမဲ့သူတို့နှစ်ယောက်ကတော့ချင်းတော်ထဲမှာရံဖြစ်နေတယ်။ရောင်းလိုက်စမ်းပါတော့မရောင်းနိုင်ဘူးကွာမရောင်းဘူးမီးကွင်းတာနေတော့ တို့အိမ်ကမီးလောင်မှမဟုတ်တာမီးလောင်လဲထန်းလန့်မို့ထန်းလန့်ကာကာပဲဘာမှဆုံရှုံသွားတာမှမဟုတ်တာကိုမောင်ပြုံးတယောက်ပင်မန်းမိအိပ်ဆက်သွားပြီမဲ့တို့လင်မြရန်ပွဲဟာပြီးဆုံးမသွားနောက်ရက်တော့ကိုမောင်ပြုံးထန်းတက်နေတော့မိဝိုင်းကညောင်ဦးစည်းကိုတက်ပြီးတော့အမျိုးတွေရောင်းချဖို့ဆုံးသန်းနေကိုမောင်ပြုံးလဲမဝိုင်းကိုမယုံတာကြောင့်အမျိုးတွေကိုကိုနဲ့မကွာတဲသွားတယ်အင်းကဥပါရှိတို့ထန်းထဲမှာသူ့ကူညီလောက်ကင်ပေးရတယ် ထန်းရဲ့အချင်းပေါက်လောက်ကနေတော့ထန်းတဲတဲကိုလူအများဝင်လာတယ်။ညီလေးအကိုတို့ထန်းလောက်ဝင်ကြည့်လို့ကလူတစ်တွေဖြစ်တာကြောင့်ကိုမောင်ပြုတ်မမြင်ဘူး။လူလူလူကဥပါတော်ထန်းတဲ့ကထန်းလက်တွေကိုဈေးကောင်းပေးဝဲသွားတယ်။ထန်းထဲမှာသူ့နဲ့ဥပါရွှေတာရှိတာမလို့ကိုမောင်ပြုတ်လဲကိုညီပေးခြင်းနဲ့စိတ်တွေဖြစ်ပြီးတော့ဟိုဟာလှုပ်ပေးဒီဟာလှုပ်ပေးဝိုင်းပြီးတော့ကုလှုပ်ပေးတယ်။ဒီလူတွေထွက်သွားပြီးတဲ့အခါထန်းရဲ့ဝယ်တဲ့လူတွေရောက်လာတယ်။သူတို့ရွာကလူတွေမဟုတ်ဘဲနဲ့ခီးသောဟန်လွဲဝင်ဝဲသူတွေဖြစ်နိုင်တယ်။ အချိန်ခဏတွင်းမှာပဲဖန်ရည်ဝယ်သူတွေထန်ညက်ဝယ်သူတွေအဖွဲဖွဲရောက်လာပြီးတော့အမဲတန်းထန်းတော်မှာထိုင်နေအင်္ဂိုင်းနေတဲ့ဥပရွှေတော်မှာအယံကိုထိုးစမ်းနေတယ်ထိုးစမ်းနေကောင်မောင်ပြောဒီနေ့တော့ဈေးဝယ်တယ်လို့တော်တော်များပါလားကိုမောင်ပြုံးက ဥပရွှေပြောတာကိုလုံးဝမကြားသူကောင်းထဲမှာအတွေ့တစ်ခုဝင်လာတယ်ဒါကငါ့ရဲ့အမျိုးတီကြောင့်လားအဲ့နာသူ့အိတ်ကက်ထဲမှာရှိတဲ့အမျိုးတီလေးကိုစမ်းကြည့်မိတယ် သူအိမ် ပြန်လာတဲ့ခါမှာမဝိုင်းကသူ့ကိုစီချိုတယ်။သူကြိုက်တဲ့စက်သားဟင်းတွေကိုချက်ပြုတ်ထားတယ်။သူထမင်းစားဖို့လုပ်တော့မဝိုင်းကသူ့အနာကိုကတ်လာတယ်။ကျုပ်ညောင်ဦးစေးတဲ့သွားပြီးတော့ဘဘူးဆိုင်ကဆရာကြီးနဲ့အကုန်တိတ်တိတ်ဆန်ဆန်လှုပ်ပြီးသွားပြီ။သူတို့မနဲ့ပြန်လာလိမ့်မယ်။ပစ္စည်းကြရင်၃သိန်းပေးမယ်တဲ့။မဝိုင်းတန်ဟာပြောင်းရွှေ့နေပေမဲ့ကိုမောင်ပြုံးကဒေါသထွက်သွားတယ်။ဟဲ့မီဝိုင်းငါကနှင်းကိုဒီအမျိုးတွေကိုရောင်းမယ်လို့ပြောမိလို့လား။ ရှင်သိပ်ပြီးတော့စိတ်ကိုရင်မနေနဲ့ဝယ်တဲ့သူရှိတော့ရောင်းလာတာရှင်ဒီတက်လုံးသုံးသိန်းရှာဘူးလို့လားတော့စမ်းကွာမင်းဒီเจ้าနဲ့ဆက်မပြောနဲ့ငါလုံးဝမရောဘူးမရောတော့မရဘူးရှင်အကုန်လုံးတိတ်တိတ်ဆန်ဆန်ပြောပြီးပြီသူတို့ကတခြားသူစီမရောနဲ့ဆိုပြီးတော့ဆန်းရန်9000တောင်မှချလိုက်သေးတယ်ဘာကွာမင်းတော်တော်လွန်သွားပြီတော့မိဝိုင်းဘာဖြစ်လဲမလဲပြန်သူတို့လာလိုက်မယ်ကိုမောင်ပြောရှင်ရောင်းလိုက်ဆန်းမှာမဟုတ်ရင်မျက်နှာပြက်စရာတွေဖြစ်ကုန်မယ် မရောက်ဘူးကွာဒီလူတွေနဲ့လည်းငါမသိဘူးငါလုံးဝမရောက်ဘူးအညာတော့သူတို့လင်မယာအိယာခွဲအိတ်တယ်ကိုမောင်ပြုံးကအင်ရှိခမ်းမှသာကိုကိုလည်းအိတ်တယ်ညတကောင်တော်ရောက်မှာတော့မိဝိုင်းတယောက်အိတ်နေရာကနေတူတူလေးထပြီးတော့ကိုမောင်ပြုံးနှီးကိုကတ်လာတယ်အဲ့နောက်ကိုမောင်ပြုံးအိတ်ကတ်တွေကိုအသာလေးနှိုက်ပြီးတော့ရှာတယ်မင်းပါရှာလဲမိဝိုင်းကျုပ်ကိုအမျိုးတွေလေးပေးစမ်းပါမင်းကိုမပေးနိုင်ဘူးလို့ပြောနေရမလား ကိုမောင်ပြုံးဒေါသထွတ်ထွတ်နဲ့မဝိုင်းရဲ့မျက်နှာကိုလက်သေးနဲ့ထိုးထဲတယ်။မဝိုင်းတယောက်အော်ဟစ်တဲ့အခါခလင်းငတ်တွေလန့်နှုံးကုန်တယ်။တော်သွားတော့ဖေကြီးအမေကိုမလုပ်ပါနဲ့တော့။ตาကြီးကတားမြစ်တော့မှ ကိုမောင်ပြုံးအသိစိတ်ပြန်ဝင်လာတယ်။မဝိုင်းကခလေးတွေကိုဖတ်ထားပြီးတော့ကိုမောင်ပြုံးရှင်းနဲ့ကြုံမနေတော့ဘူး။ရှင်းလို့အသုံးမကျတဲ့လူနဲ့ဆက်မပေါင်းနိုင်ဘူး။ရှင်းနဲ့ကြမကွာမယ်။မနဲ့မုံမတောက်ခင်မှာပဲမဝိုင်းတယောက်ခလေးနှစ်ယောက်ကိုလက်ဆွဲလို့အိမ်မော်ကနေဆင်းသွားတယ်။ မဝိုင်းတို့ရွာကညောင်ဦးနီးမှရှိတာမို့လို့သူတို့ရွာကိုပြန်သွားချင်းဖြစ်တယ်။မဝိုင်းမရှိတော့သူတို့ထမ်းလက်တဲလေးထဲမှာကိုမောင်မျိုးတယောက်ပဲကျန်ခဲ့တယ်။တယောက်တည်းတက်ရှိမှထိုင်ပြီးတော့ငိုရုံနေမိတယ်။ဒီလိုနဲ့မဝိုင်းနဲ့ကိုမောင်မျိုးတို့ကွဲသွားကြတယ်။ကိုမောင်မျိုးကလည်းသူ့ရဲ့ရှင်ကြီးချက်ကိုမချော့တယ်လို့မဝိုင်းကလည်းကိုမောင်မျိုးကိုနားမလည်နိုင်မနဲ့ကွဲသွားချင်းဖြစ်တယ်။မဝိုင်းတို့အမေနဲ့မောင်နှမတွေကကိုမောင်မျိုးကိုလာပြီးတော့ရန်တွေးကြတယ်။အခုတော့ကိုမောင်မျိုးတယောက်ထက်သာ အိမ်မှာကျန်ခဲ့တယ်။ခလေးနှစ်ယောက်လည်းမဝိုင်းနဲ့ပေါသွားပြီ။ငါဘာလုပ်ရမလဲ။ငါဘာဆက်လုပ်ရမလဲ။အမြူတေးနောက်နေ့ကိုမောင်ပြုံးဟာဥပရွှေထန်းတော်စီကိုရောက်လာတယ်။ဥပရွှေချုပ်ကိုထန်းတော်တတော်လောက်ရောင်းစားမှာဗျာ။အောင်မမောင်ပြုံးမင်းကငါစီကထန်းတော်ဝယ်ပြီးတော့မလုပ်မှလဲ။လုပ်စမ်းမှာဗျာ။အချင်းချင်းနေပဲကျုပ်ကိုရောင်းစားမှာ။ထန်းတော်တွေကပေါ်ပြီးတော့ထန်းတက်မဲ့သူကမရှိ အလုပ်လည်းမဖြစ်တာမို့လို့ နောက်ဆုံးဥပရွှေဟာကိုမောင်ပြုံးကိုထမ်းမဲ့နှက်စေပါတဲ့ထမ်းတော်တစ်ခုကိုအကျွေးနဲ့ရောင်းနေကိုမောင်ပြုံးကထမ်းတက်ပြီးတော့ထမ်းရည်စိတ်ကြိုက်ဖောက်ပြီးတဲ့နောက်ကြောက်ပထောင်းကိုတက်ကဝယ်လက်ရှာဖွေတယ်ဝယ်လက်တွေ့ပြီးတော့အလုတ်တက်သွားတယ်တနည်းလောက်ကြတဲ့အခါကိုမောင်ပြုံးရဲ့ထမ်းတော်ဟာတော်တော်လေးကိုအလုတ်ဖြစ်လာတယ်ထမ်းရည်တွေမကပဲနဲ့ထမ်းကောက်ပါလုပ်ငန်းထမ်းနဲ့လက်မှုလုပ်ငန်းတွေလုပ်ကင်လို့ရောင်းချတဲ့အခါအယောင်တွက်တယ်အထူးသဖြင့်တော့ထញ្ញတ်ထဲဖို့အတွက် ။ထញ្ញက်ခောက်ဖာလေးတွေကိုလောက်တယ်။ထញ្ញက်ထည့်ပြီးရောင်းထတာအရန်ကိုစီဝါရီကတင်ကျွဲလာတယ်။နောက်တော့ထန်းတော့တွေစပ်ပြီးဝဲတယ်။မကြခင်မှာညောင်ဦးကြောက်ပတောင်ကာလန်ပေါက်တဲ့အခါကာလန်ဘေးမှာရှိတဲ့ထန်းတော့ကိုတောင်ဝယ်ယူနိုင်ခဲ့တယ်။သူတို့ရွာလေးမှာရှိတဲ့အဘရှိပိုင်းဆိုင်တဲ့ထန်းတော့တွေအားလုံးကိုလည်းမောင်ပြုံးတယောက်ပိုင်းဆိုင်သွားတယ်။အဘရှိလည်းတိတ်မကြခင်မှာတိတ်ဆုံးသွားခဲ့ပြီးအဲ့ဒီထန်းတော့မှာပဲထန်းတဲ့ကိုဆောက်လုပ်တယ်။ကိုမောင်ပြုံးဟာထန်းရည်ကိုသာအဓိကရောင်းချင်တာမို့လို့ထန်းရည်နဲ့လိုက်ဖက်တဲ့အရာတွေကိုပါ တွေ့ရောက်နေကိုမောင်ပြုံးတယောက်ဘာရောင်ရောင်စည်းဝါးဖြစ်ပြီးအခုဆိုဆိုင်နဲ့ကနားနဲ့ဖြစ်လာတယ်အဆင်ပြေလာခြင်းကလည်းကြီးအမျိုးတွေကြောင်းဆိုတာတတိကျတွေးမိတယ်ဒါပေမဲ့လူအများစိတ်ဝင်စားမှဆိုတာကြောင့်အဲ့ဒီအမျိုးတွေကြောင်းကိုမပြောဆိုဘူးတနေ့ရောက်မင်းတော်မှဘေးကင်းစေတဲ့အဆောင်လို့သာပြောပြတယ်ဒစားဒစားအဆင်ပြေလာတဲ့အခါဇနီးပြည်သူမဝိုင်းကိုတော့ပြန်ခေါ်ပြီးတော့တနေ့ရောက်နေတူတူနေထိုင်နေဒါပေမဲ့မဝိုင်းနဲ့မတက်ပဲနဲ့အမြဲတမ်းရန်ဖြစ်လေရှိတယ်။၃နေ့ခန့်ကြာတဲ့အခါမှာ မဝိုင်းကထန်းလေးကနေဖပြေးသွားတယ်။သူ့ထက်အသက်10နှစ်ခန့်ငယ်တဲ့ထန်းချက်ဖိုကကောင်းလေးနဲ့လိုက်ပြေးသွားခြင်းဖြစ်တယ်။မဝိုင်းထပ်ပြေးသွားတဲ့အခါကိုမောင်ပြုံးစုဆောင်ထားတဲ့ရွှေနဲ့ငွေတွေပါအတော်ပါသွားတယ်လို့ဆိုတယ်။အခုဆိုကိုမောင်ပြုံးဟာဆိုင်ကြီးဖြစ်သွားပြီ။ဗကညာအုံးကိုခီးထွက်လဲလာတဲ့လူတွေဟာကိုမောင်ပြုံးထန်းတော့ကိုလူတိုင်းနီးပါးဝင်ရောက်ပြီးတော့ထန်းရင်တောက်ကြတယ်။ထန်းရင်ဆိုင်ကြီးပြင်ထန်းမင်းနေအောင်မှလင်းစင်နဲ့ထိုးထားတယ်။ထန်းသားနဲ့ပြုတ်ထားတဲ့တဲကလေးတွေကိုလည်းအစီထိုးထားတယ်။ထန်းရည်ကိုလည်း အများအကြိုက်ထိုင်းရဲ့အချိုချိုပြင်းစသဖြင့်အမျိုးစုံအောင်လုံယောင်တဲ့အပြင် ထိုင်းရဲ့လိုက်ဖက်တဲ့ဘဲလော်၊ဘူတိကျော်၊တက်ကျော်၊ချင်းကျော်တွေပါတွဲပြီးရောင်းချတဲ့အပြင်ထန်းကထွက်တဲ့ထန်းလက်မျိုးမျိုးပြီးတော့စီတညက်အုံတညက်ဓာရီတာမကပဲနဲ့ထန်းအရက်တစ်ကောက်ပါထန်းလက်ပစ္စည်းမျိုးမျိုးနဲ့ပါတွဲဖက်ပြီးထုတ်လုပ်ရောင်းချလာပြီးကိုမောင်ပြုံးဆိုင်ကအဲ့ဒီအနီးတစ်ဝိုက်မှာလူအများသွားတဲ့ဆိုင်ဖြစ်တဲ့နောက်ပိုင်းမှာလူအသုံးဆောင်ပစ္စည်းတွေကိုပါ ပြဲဖက်ရောင်းကြတယ်လို့ထန်းသားနဲ့ပြုလုပ်တဲ့ပရိဘောဂတွေကိုပါနိုင်ငံအရရက်ကိုတင်ပို့နိုင်တဲ့အထိဈေးကွက်ကြီးမားလာတယ်။အဲ့ရမှာတော့ပကံကိုလာတဲ့ဘုန်းကြီးတစ်ပါးကြီးညိုလာတာကြောင့်ဆုံးကကတ်တယ်။ဦးစင်းကဆုံးဖုံးပြီးတဲ့အခါကိုမောင်ပြုံးလက်တကျယ်မှာရွှေနဲ့ကုတ်ပြီးဝတ်ဆင်ထားတဲ့အနီအောင်ကြောက်ကလေးကိုစိတ်ဝင်စားသွားတယ်။ရွှေလက်ဆုပ်ဟာကြီးကြီးဖြစ်ပြီးတော့လက်ဆုပ်မှာတက်ထားတဲ့ကြောက်ကလည်းတမ်းမှန်ကြောက်ထက်အနှဲငယ်ကြီးမားပြီးတော့ပြုတ်ထွက်နေတယ်။ တကားကြီးလက်ကပါကြောက်တော့ကွယ်မှန်လားပါကြောက်မဟုတ်ပါဗျာကြီးတိုက်ကရတဲ့ကြီးအမြုပ်တီးလေးပါဦးစင်းကကောင်းနေတယ်ဒါနဲ့တကားကြီးမှဇနီးမယားရှိလားအရင်ကတော့ရှိပါတယ်ဗျာအခုတော့မရှိတော့ဘူးဦးစင်းကပြောနေသူရှိတော့ကတကားကြီးတော့အမြဲတမ်းရံပြက်လားကိုမောင်ပြုံးကကောင်းချင်ပြတယ်အဲ့ဒါဟောဒီအမြုပ်တီးရောက်မယ်တကားကြီးကြီးအမြုပ်တီးဆိုတာလက်လာပါတိတ်တိမှဆွတ်မိမယ်ပိုင်းဆိုင်ထားတဲ့သူဟာ ိမ်တောင်မမြဲဘူးတခါကြီးအမြဲတကျကျနဲ့ရံဖြစ်ပြီးတော့ကွဲခွာရတယ်လို့ဥစဉ်ချဘူးတယ်ကိုမောင်ပြုံးတီတော်မှပြန်လည်စဉ်းစားကြည့်အားအမျိုးတေမရခင်ကမဝိုင်းတဲ့သူဟာအရန်ကိုချစ်ခင်ကြပေမဲ့အမျိုးတေရပြီခရေကအမျိုးတေအเจ้าနဲ့ပတ်သက်ပြီးရံစဖြစ်ခရာကနေအမြဲတမ်းရံဖြစ်တဲ့အထိပြောင်းလဲသွားတယ်နောက်ဆုံးတော့မဝိုင်းတယောက်အိမ်ကလည်းစိမ့်ပြေးသွားတဲ့အထိဖြစ်ပျက်ခဲ့ရတယ်တခါကြီးဒီပစ္စည်းကိုဆက်ပြီးကင်ထားမယ်ဆိုရင်တော့မိမတွေနဲ့မပတ်သက်တာအကောင်ဆုံးပဲ တယ်မဖျားတပီးတော့လေအသက်ရွယ်ရပြီမလို့အိမ်တောင်ထပ်ပြဖို့အတွက်မစင်စမ်းမိပါဘူးဖျားအခုသားတွေလည်းပညာတတ်ဖြစ်ပြီးတော့ဘွဲတွေရနေပါပြီအေးကွယ်ဒီလိုခံမရပစ္စည်းမျိုးကစွန့်လဲစွန့်သလောက်ထုလက်ထုတယ်အခုတော့ကိုမောင်ပြုံးတယောက်အကြောင်းဆုံးသိသွားခဲ့ပြီရှင်းလဲရှင်းလင်းသွားပြီမဝိုင်းကိုလည်းအပြစ်မမြင်တော့ဘူးမဝိုင်းတရင်ကိုစွန့်စမ်းကြည့်ရအောက်ပြေအုပ်ရောင်မှာအိမ်တောင်ကြပြီးတော့သားနှစ်ယောက်နဲ့ဒုက္ခတွေရောက်နေရဆိုပြီးတော့ကြားရတယ် ဒါကြောင့်သူတည်တဲ့လူတွေနဲ့ငွေပေးပြီးတော့ကိုညီပေးဖြစ်တယ်။ကိုမောင်ပြုံးဆိုင်ကြီးဟာလူပြက်တယ်ဆိုတာမရှိဘူး။သူသားနှစ်ယောက်ကလည်းဘွေရပညာတတ်တွေဖြစ်ပြီးအကြီးကောင်ကပထဝီမေဂျာနဲ့ဘွေရကအငယ်ကောင်ကတော့အင်ဂျင်နီယာပညာနဲ့ဘွေရတာမလို့နှစ်ဦးစလုံးအိမ်ဆောင်ရတာလည်းကြားနေပြီးသူ့ရဲ့လုပ်ငန်းတွေကိုတော့သားအကြီးကအူစီလောက်ကိုင်းနေ။ကိုမောင်ပြုံးကသူ့လက်တကျေကကြီးမြူတွေလေးကိုအမြဲတမ်းစိုက်ကြည့်တယ်။နောက်တော့ကိုမောင်ပြုံးဟာခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကိုထားလိုက်ပါတယ်။ သူလည်းအသက်ကြီးပြီဖြစ်တယ်။သူနဲ့ရထိုက်လို့ရခဲ့တဲ့ကြီးအမှုတွေကိုအချိန်တန်ပြီးဖြစ်တာကြောင့်သူ့နေရာသို့သွားပြီးတော့လို့ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။ဒါအကြီးနဲ့ငယ်ဟာအိမ်ထောင်ရဲ့သားကြားနေရကြောင်းဒီမျိုးတလေးကိုတားနှောက်ကိုမပေးခြင်းဘူး။သူတို့ရဲ့အိမ်ထောင်ရဲ့ကိုလည်းအထီးခိုင်မခံစေခြင်းဘူး။အဲ့ဒီပြင်ခိုင်မာတဲ့စီးပွားရေးတစ်ခုကိုတားနှောက်ကိုအမွေပေးခဲ့နိုင်ုံသာမကဘဲနဲ့ပညာအမွေပါပေးနိုင်ခဲ့တာကြောင့်ကိုမောင်မျိုးတယောက်သူ့ဘဝကိုသူကျင်းတဲ့ပြီးစီးပွားရေးတစ်ခုအောင်မြင်တဲ့ကြာရှုံးနေဆိုတာ 조사မှုနဲ့သာဆုံးဖြတ်ဆက်ကြည့်ပြီးတော့လော့ကီအကူအညီမျိုးကိုမယူသိမ်းဘူးလို့ဆုံးဖြတ်တယ်။နေပေါ်လေးအချိန်ကြာရင်အားလုံးကခွဲခွာသွားကြမှာပဲ။ဒီလိုနဲ့တနေ့ကကြာပြီးတဲ့နောက်ဘိုးအကုံဆောင်းအကုံရက်တရက်မှာကိုမောင်ပြုံးတယောက်အိပ်ပျော်သွားတာကနေပြန်နိုးမလာခဲ့ဘူး။ကိုမောင်ပြုံးတိတ်ဆုံးသွားတော့အသက်50ကျော်ပဲရှိသေးတယ်။ဒါပေမဲ့လည်းထန်းတက်သမားဖြစ်ပြီးပင်မဆင်းရဲမှုကြောင့်ရုပ်အတော်ကျတယ်။ဆရာဝန်တွေကတော့နှလုံးရောဂါဖောက်တယ်လို့ဆိုကြတယ်။ တားနှစ်ယောက်ကတော့အပေလောင်းကိုပွေဖက်ပြီးတော့ငိုကြွေးကြတယ်။ဒါမှမဟုတ်ထူးဆန်းတာကကိုမောင်မျိုးလက်တကျဲမှာအမြဲတမ်းဝစ်စင်လေးရှိတဲ့ကြောက်အုံလေးလက်ထားတဲ့ရွှေလက်စွပ်ကတော့မရှိတော့ဘူး။ကိုမောင်ပြုံးဖယားငုတ်တော်နာကကြီးတိုက်တွင်ကို ပြန်ပြီးတော့ထဲသွားခဲ့တာလား။သူ့အလိုလိုပဲပျောက်ဆုံးသွားတာလားဆိုတာကတော့ဘယ်သူမှသိမှာမဟုတ်ပါဘူး။